တော့ယုံကြည်မှုလို့ဆိုတဲ့နေရာမှာတခြားဘာသာဝင်တွေကလည်းပြောမှာပဲသူတို့မှလည်းယုံကြည်မှုရှိတာသူတို့ကိုးကွယ်တဲ့ဖခင်သူတို့ယုံကြည်တာပဲအဲ့တော့ယုံကြည်မှုဆိုတဲ့တတ္ထဆိုတဲ့ယုံကြည်မှုဆိုတဲ့စကားလုံးကိုအတိပ္ပယ်ဖွင့်ဆိုဖို့လိုသေးတယ်လောကလူတွေကလည်းပဲသူ့ကိုယုံတယ်သူပြောတာကိုယုံတယ်ဆိုတဲ့ယုံကြည်မှုတွေကလည်းမျိုးမျိုးရှိတယ်လေ အဲ့ဒီယုံကြည်မှုတွေကိုဆိုတာမဟုတ်ပဲနဲ့တတ်တော်ယုံကြည်မှုဆိုတာဘာကိုယုံကြည်တာကိုဘုရားဘာသာလို့ခေါ်မလဲဘုရားဘာသာဝိနည်းရဲ့ယုံကြည်ချက်ဆိုတာဘာလဲလို့ဆိုလို့ရှင်မြတ်စွာဘုရားကနံပါတ်1အဓိပ္ပာယ်ရှင်းပြတာတတ္တဟတိတထာဂတ္တဘောဓေမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တာအသိဉာဏ်ကိုယုံကြည်တာ လောကမှာဒီထူးခြားတဲ့အသိဉာဏ်ရှိတဲ့သူတော်စင်သူတော်မြတ်တွေဟာလူလောကထဲမှာပေါ်ထွန်းလာတယ်ပါရမီ3ပါရမီ7ပါအပြား30စရိယတရားတွေကိုရှင်းသုံးပြီးတော့ထိုလမ်းကြောင်းကြီးအတိုင်း တကယ်ကိုအသိဉာဏ်ပေါက်ရောက်ဖြစ်ပေါ်လာတဲ့ပုဂ္ဂိုလ်မျိုးတွေကိုတထာဂတလို့ခေါ်တယ်။အဲ့ဒီတထာဂတဆိုတဲ့သူတော်စင်သူတော်မြတ်တကယ်သူတော်ကောင်းပုဂ္ဂိုလ်ရဲ့အသိဉာဏ်ကိုယုံကြည်နေစားတဲ့ပုဂ္ဂိုလ်ယုံကြည်တဲ့ပုဂ္ဂိုလ်တတ္ထတရာရှိသူလို့ပြောဆိုတယ် ဲ့တော့ဘုရားမသာဝင်နေယုံကြည်ရမှာကဘုရားရဲ့တကူအစွမ်းတကူမဟုတ်ဘဲနဲ့ဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တယ်လို့သူမှတ်